Hello. Okay. အပိုင်းသုံးနေနဲ့အမဆက်ပြောပြမယ်ဟောနော်။အမရှိရ movie နှစ်ခုမှပြောခဲ့တယ်။ပြဿနာတွေအလုပ် offer စီစဉ်မှုတွေမှာဖြစ်နေတာတွေဟာအခုအမမောင်ကြီးညီမကြီးရဲ့အလုပ်ရှာနေတဲ့အချိန်မှာနာမည်ကြီးနေတဲ့ WPNDS မှာဖြစ်နေတာပါ။အဲ့ WPNDS အမရှိတဲ့ kitchen helper တို့ coffee shop တို့ dishwasher တို့နောက်ပြီး spa တို့ပေါ့နော်။အဲ့မှာအလုပ်ရတဲ့လူတွေဟာပြုတ်လိုက် ပြန်ပြီးတော့ပဲအေဂျင့်ကတဝက်သူကပြန်ယော်တယ်ပေါ့နော်တချို့ဆိုရင်အေဂျင့်ကတဝက်တောင်မယော်တာရှိပါတယ်အေဂျင့်ကတဝက်ဆိုတာလေဟိုတုန်းကဆိုရင်ဟိုတုန်းကပေါ့နော်ဧပြီမတိုင်ခင်ကဆိုရင်တချို့အလုတ်ပြုတ်ပြီးအေဂျင့်ကတဝက်ရမှန်းတော့မသိတော့ဟိုအယူလို့အယူအယူကနေပြီးတော့အေဂျင့်နေမသိကြအောင်စောင့်ထားတဲ့လူတွေလည်းအများကြီးရှိပါတယ်အခုတက်မှသာအမထုတ်ပြောတဲ့အချိန်မှာပြန်ယော်ရမှန်းသိတယ်ပြန်တောင်းရမှန်းသိလို့တောင်းကြတဲ့ လူတွေကြောင့်တချို့တလေတွေရကြတယ်တချို့တလေတွေတဝက်ထက်နေတာကိုရတယ်ဘာလဲတခြားအိမ် deposit တွေပါညာဆိုပြီးတော့ပြန်ပြီးတော့နှုတ်တာနဲ့တပြားမှမရတဲ့လူတွေတောင်ရှိပါတယ်အဲ့လိုမျိုးတွေရှိတယ်เนาะအခုဖြစ်နေတာဒါမဲ့ at the same time what permit မှာရှိတယ် city နဲ့လာတဲ့လူတွေ city နဲ့ဆိုရင် construction တို့နောက်ပြီးတော့ marine ship ရဲ့တို့မှာလာတဲ့လူတွေပြဿနာမရှိဘူးเนาะ nursing ပြဿနာမရှိဘူးနောက်ပြီးတော့ ီကနေပြီးတော့တထေးဓာတ်ရိုက်ခေါ်တာတွေနော်တထေးဓာတ်ရိုက်ခေါ်တာတွေမှာပြဿနာမရှိဘူးနောက်ပြီးတော့ domestic cinderella ညီမလေးတွေအိမ်မှာလောက်ကတဲ့ညီမလေးတွေမှာပြဿနာမရှိဘူးတကယ်ဖြစ်နေတာအဲ့ WPNDS လို့ခေါ်တဲ့တရုတ်စကားအဘိပြောတတ်မင်းတို့နောက်တရုတ်တရုတ်အလုပ်ရှင်ကိုတရုတ်အေဂျင့်ကမြန်မာစမြန်မာလူမျိုးစတရုတ်စကားအဘိပြောတတ်တဲ့လူကိုခန်းနေနေရာမှာခြားစားမှုပြီး နေလိမ့်လည်မှုဖြစ်နေတာပါနော်မအဲ့ဒါကိုလည်းခုနလေးအသေးစိတ်ရှင်းပြပြပြီးပြောလေတရုတ်ဆိုင်ရှင် တရုတ် customer ကို serve လုပ်ဖို့အတွက်တရုတ် agent ကတရုတ်ပြည်ကလူကိုတရုတ်စကားပြောတတ်တဲ့တရုတ်ပြည်ကလူကိုမခေါ်ဘဲနဲ့မြန်မာပြည်ကတရုတ်စကားပြောတတ်တဲ့လူကိုခေါ်ပြီးတော့ကြွန့်ကြန့်ကျင်ကျင်ပြောရမယ်ဆိုတာမှားနေလို့မထင်ဘူးလား agent တွေပြောလို့တရုတ်လိုအဘိအဘိပြောတတ်ယုံနဲ့အလုပ်ရသွားကြလား ဒီမှာရှိတယ်စားတော့ဆိုင်နေမှာဟိုလောက်တဲ့မြန်မာမြန်မာမြန်မာလူမျိုးမောင်နှင်းမြန်မာလေးတွေရှိတယ်သူတို့တွေကတကယ်အလုတ်ခန့်ထားတဲ့အလုတ်ရှင်နေဆိုတာငကိုကသူတို့မှန်းထားတဲ့ expectation အောက်မှာပဲရှိမယ်ဒါပေမဲ့သူတို့ရဲ့ attitude တွေ personality တွေကိုကြည့်ပြီးတော့သူတို့တွေ training နောက်ပြီးတော့အဲ့ဒီမှာအလုပ်ငန်းကျွမ်းကျင်မှု train ပြီးတော့ဒီမှာလည်းဒီလူတွေမှာလည်းငကိုတွေကလုပ်ငန်းကျွမ်းကျင်မှုရှိကြမယ် အဲ့ဒါရဲ့အကြောင်းမလို့ training တရုတ်စကားမပြောတတ်လဲဖြည်း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 ချင်း training နဲ့မှာဒီလုပ်ငန်းတွေကိုထိထားတာပါ သူတို့တွေမှာလဲ3လေးလတချို့ဆိုတစ်နှစ်အဲ့လို train ရတာရှိတယ်နော်ဒါဟာဒါကလုပ်ငန်းတဘာဝပါပဲအမားတို့အိရှာမှာဆိုလဲအိရှာမှာလူတယောက်ကိုခန့်လိုက်ပြီဆိုရင်သူကဘယ်တော့ပဲသူ့မှာ experience ရှိခဲ့တဲ့ကိုယ့်လုပ်ငန်းမှာအံကွင်ဝင်ကြဖြစ်သွားဖို့ဆိုတာအချိန်တစ်ခုပေးရတယ် เนาะ3လဆိုတာဒါကြောင့်လဲ3လဆိုတဲ့ provision ဆိုတာပေါ်လာတာ provision မှာ तू အဲဒါတော့အလုံးစုံမတက်သေးဘူးเนาะ provision မှာ तू ဟာတင်လို့စိတ်ရှိလားတက်လား ူ10%လောက်ပဲမအားတို့မှန်းသေးတာအေးဒီဟာမှာ तू တင်လို့စိတ်ရှိတယ်ဆိုတော့မှာမအားတို့ကစက္ခန့်တာဖြစ်တာလုံးဝ तू ကတင်လို့စိတ်မရှိဘူးဘလို့တင်တင်မတက်ဘူးဆိုရင်တော့မအားတို့အဲ့ချိန်မှာရက်လိုက်တာဒါကြောင့်မလို့ provision 3လဆိုတာပေါ်လာတာပါတရက်နှစ်ရက်နဲ့ဘယ်သူမှမတက်ပါဘူးဘလောက်ပဲကြွန့်ချင်ချင်နောက်ထပ်လုပ်ငန်းတစ်ခုပြောင်းမယ်ဆိုဒီလုပ်ငန်းရဲ့ nature ကိုအံဝင်ဝင်ကြဖြစ်ပို့ဆိုတာတရက်နှစ်ရက်နဲ့မရပါဘူးနော်ဒါကိုတရက်နှစ်ရက်နဲ့မကျွမ်းကျင်လို့ဖြုတ်တယ်ဆိုတာငကိုတွေကဖြုတ်ဖို့ plan ရှိလို့ပါ အမှန်နောက်ပြောမှထပ်ပြောခဲ့တယ်ဒီဘက်ကလုံနေတဲ့လူတွေက၄၅ယောက်ဖြစ်ချင်းဖြစ်မယ်တယောက်၂ယောက်နဲ့လဲဖုန်းနံပါတ်တွေအများကြီးနဲ့အင်္ဂလိပ်နာမည်အများကြီးနဲ့ဟိုဘက်ကိုဖြန့်လာလဲဖြစ်မယ်နော်သူတို့ရှိမှရှိတဲ့ low offer ဆိုတာအလွန်ဆုံးရှိ၁၀ခုပေါ့မရှိဘူးလို့မပြောတော့၁၀ခုပေါ့ဒါပေမဲ့သူတို့ကဖြန့်ချလိုက်တဲ့ဟာ မြန်မာအေဂျင့်တွေလက်ထဲကိုအကုန်လုံးရောက်သွားတယ်။ဒါကြောင့်မလို့သူတို့ကြော်ညာ post တွေတင်တာ similarly တူ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 စင်စင်လေးတွေဖြစ်နေတာပါ။ဒီအလုပ်တွေပါပဲ။ဒီတွက်ဆိုဒီတယောက်ကဒီမှာဝင်လာတယ်။သူတို့က selected လုပ်ပြီးရွေးတာမဟုတ်ဘူး။တက်လာတဲ့မြတ် offer အကုန်လက်ခံတာ။လက်ခံပြီးတော့မှကဲဘယ်လိုလဲဆိုဒီတယောက်ကိုအရင်ထည့်လိုက်တယ်။ထည့်ပြီးတော့တရက်နှစ်နဲ့ဖြုတ်တယ်။ဖြုတ်ပြီးနောက်လူတယောက်ကိုထည့်တယ်ဆိုသူတို့ကတော့ပြောတာပေါ့နော်။ငါတို့က agent ကတဝက်ပြန်ပေးတယ်ဆိုဆုံးရှုံးသွားတဲ့တဝက်ကစက်ကူလေးမဟုတ်ဘူး။နော်။ အဲ့ဒါဆင်းတာတဝက်ခပြန်ပွေရဲ့တဝက်ခတင်ဘယ်သူကမှတော့တဝက်ခရပြီပျော်နေတာမဟုတ်ဘူးဒီဆုံးရှုံးသွားတဲ့ပတ်စံနေအဲ့တဝက်ခကတော့မှတို့ကဟိုနှုတ်ဒီနှုတ်ဒီရှိသေးတယ်ဒါတွေကိုအမပြောနေအေဂျင့်တွေသိပါတယ်မမောင်လေးညီမတွေကအမတော်တော်ရှင်းပြအောင်မှာတို့တွေအမပြောနေတဲ့အခါတွေကိုတို့သိပါတယ်နောက်ပြီးတော့အမပြောအောင်မယ်စပါစပါမှာမြန်မာပြည်လောက်ခွင့်မရှိသေးဘူး what permit nds နဲ့လောက်ခွင့်မရှိသေး expert နဲ့ရတယ် yes เนาะ WBNDS ဟောက်မှာမြန်မာတနိုင်ငံနေရှိတာမဟုတ်ဘူး။မှန်ပြောရင်ဘင်္ဂလားဒေ့ရှ်ရှိတယ်၊အိန္ဒိယရှိတယ်၊ရှမ်းနယ်လန်ကရှိတယ်။နော်။အဲ့လိုမျိုးတွေရှိတဲ့ဟာမှာမှာထိုင်းလန်ရှိတယ်။ဒါကြောင့်မို့လို့ထိုင်းလန်အတွက်ဆိုရင်ဝတ်ပါမယ်။ရတယ်။ဒီဝတ်ပါမယ် NDS နဲ့စပါမရတာအိန္ဒိယလည်းမရဘူး၊ဘင်္ဂလားဒေ့ရှ်လည်းမရဘူး၊မြန်မာလည်းမရဘူး။နော်။ထိုင်းတစ်ခုပဲရတယ်။ဒါပေမဲ့သူတို့ကတော့ကြေညာတော့ဒီတိုင်းပဲကြေညာလိုက်တာ။အဲ့ဒါကြောင့်မို့လို့ရှောက်ရင်မြန်မာတွေဆိုရင်မြန်မာကိုရှောက်ရင်စပါမရှောက်တယ်ဆိုရင်စပါ ဟို therapy ကိုပါလို့ရှောက်တာမဟုတ်ဘူး food processing ကိုကလည်းရှောက်လိုက်တာနော်အဲ့ရှောက်ပုံရှောက်နေကြတော့အများကြီးဒါကတော့အမတို့လုပ်နေလို့ဆိုသိတယ်ကွာနော်အော်ပြောပြမယ်အမက MOM မှာအလုပ်လုပ်တယ်လို့လည်းတခါမှမပြောခဲ့ဘူးဘူးနော်တခါမှလည်းမပြောဘူးဒါပေမဲ့အမကကုမ္ပဏီမှာ MOM ကိုဒါလိုက်ဒီအလုပ်သမားအမရဲ့ကုမ္ပဏီမှာအလုပ်သမားခန့်ထားမှုတက်ကိုစကားပြောမှုတက်ကိုကုမ္ပဏီကိုကနေအတိအမှတ်ပြုထားတဲ့ လူတယောက်အနေနဲ့ MOM စကားပြောရတာပါ MOM မှာအလုပ်လုပ်တယ်လို့မပြောပါဘူးနောက်ပြီးတော့ MOM ဆိုတာ Ministry of Manpower ပါအလုပ်သမားဗမာလိုပြောရင်အလုပ်သမားရေးဝန်ကြီးဌာနပေါ့ဟိုအဲလုပ်သမားရေးဝန်ကြီးဌာနဆိုတာဒီကသူကချမှတ်ထားတယ်ဒီနိုင်ငံမှာလုပ်တဲ့အလုပ်သမားအတိုင်းအားလုံးကိုချမှတ်ထားတဲ့ဥပဒေကိုဒီနိုင်ငံမှာအလုပ်လုပ်နေတဲ့လူတွေအားသိရပါမယ်ပြောခွင့်ရှိပါတယ်အမလို HR နဲ့လုပ်ပြီးတော့ audit ကို HR လုပ်နေရလို့ experience ား18နှစ်အထက်ရှိတဲ့လူတယောက်ကဒီဟာကြီးကိုအမသိရအတွက်ပြောတာလေငါဟာ MON မှာသိရလူပါ MON နဲ့ဟိုဝင်ထွက်နေပါလို့အမတခေါက်မှမပြောခဲ့ပါဘူးပြန်နှားထောင်ကြည့်ပါဦးနော်ပြီးတော့ဟိုပြန်မယ်တရုတ်စာအဘိအဘိလောက်နဲ့လာပြီးတော့ပြုတ်နေတာလေတကယ်ဆိုရင်တရုတ်လူမျိုးတရုတ်တထေးမှာတထေးအောက်မှာအလုပ်လုပ်ဖို့အတွက်တရုတ် customer ကို serve လုပ်ဖို့အတွက် တရုတ်အေဂျင့်ကလူခေါ်တာဆိုရင် သူ့ရဲ့တရုတ်ပြည်ကပြည်ကြီးရလူကြီးကိုခေါ်လိုက်ရင်ပိုပြီးအဆင်ပြေဘူးလားဘာဖြစ်လို့မြန်မာပြည်ကတရုတ်စကားပြောတတ်တဲ့လူကိုခေါ်တာလဲစဉ်းစားစရာနော်အဲ့ဒါကိုစဉ်းစားစရာတရုတ်ပြည်မှာလည်းအလုပ်လက်မဲ့အများကြီးပါနောက်ပြီးတော့မလေးရှားဒီလာစားနေဆိုမလေးရှားတွေတရုတ်တွေလည်းခေါ်လို့ရပါတယ်ပိုတောင်ပတ်စတင်ရတာလွယ်သေးတယ်နော်အဲ့ဒါကိုပြောပြတာစဉ်းစားဖို့ပြောတာပါနောက်ပြီးတော့စပါ စပါမှာမကနာပြောလို့ပဲမြန်မာလုံးလို့မရဘူးเนาะอืมအဲ့ဒီတော့ဆိုအပြောတယ်အေဂျင့်တယောက်ပြောပါတော့မိရင်မသိပါဘူးကျွန်တော်ကျမတို့ကမသိပဲနဲ့လှုပ်လိုက်ရတာပါအဲ့တော့သူပြောရင် M1 ကိုရောက်သွား M1 အလုတ်ရှာပေးမှာအေဂျင့်ကလည်းတဝက်ရမှာလို့ပြောပြသူပြောတော့အဲ့လိုမလွယ်ဘူးเนาะသိလားတကယ်အခုအလုတ်လုပ်နေတွေသိပါတယ်စပါကိုရဲတွေဝင်စစ်တယ်เนาะအသွင်ယူပြီးတော့ဝင်စစ်တယ်ဆိုရင် သူတို့က special operation နဲ့ဝင်စစ်တာဘောနော်အဲ့အချိန်တိုင်းစင်ကာပူမှာကြော်စောမှုရှိတဲ့နေရာတွေဂေလန်းလိုနေရာတွေအိမ်နာနီးစက်တဲ့မှာ spa တွေ massage တွေအကုန်လုံးကိုသူကဝင်စစ်တာဝင်စစ်ပြီးတော့မိပြီဆိုရင် vice related activity ပြည်တဆအမှုနဲ့ဆွဲတာပါအချုပ်ကားနဲ့ကိုတမ်းပြီးတော့အချုပ်ကအမေကြီးနဲ့ခေါ်သွားတာပါခေါ်ပြီးတော့မာသူတို့ကနေပြီးတော့ထောင်ချတယ် find တက်တယ် blacklist လောက်တာပါ အေးချမ်းပြောတဲ့လိုမျိုးမလွယ်ပါဘူးအဲ့ဒါကိုပေါ့ပေါ့လေးပြောနေတာ तू ကဒီဟာရဲ့အခြေအနေကို तू ပညာတတ်လို့ပြောထားတာ तू သိပါတယ်ဒါပေမဲ့ပေါ့ပေါ့လေးနဲ့ဘာမှမဖြစ်ပါဘူးလို့ပြောတာတမင်တကာဒုက္ခရအောင်ညာလုံနေသလားဖြစ်တဲ့အတွက်သူ့ရဲ့စိတ်ဓာတ်ကိုကြည့်ရတာတော်တော်ရက်ဆက်ရကြပါတယ်ဟမ်အဲ့အတွက်ဆိုတော့ကွက်ကိုစဉ်းစားပါ ဒီရစင်ကူရဲတွေဝင်စစ်တာကိုဟုတ်လားမဟုတ်လားဆိုတာအိမ်မှာလုံနေတဲ့ညီမလေးတွေတိတယ်တချို့ဆိုအိမ်သားတွေဝင်ပုံးရတယ်တချို့ဆိုထွက်ပြေးရတယ်တချို့ဆိုဟိုတပတ်ကဆိုဝင်စစ်လို့အိမ်ညီမလေးလွတ်သွားလို့အကန်ကောင်းပြီးတော့သူလွတ်သွားတာအဲ့လိုမျိုးတွေရှိတယ်နော်ဟုတ်လားမဟုတ်လားဆိုတာဒီမှာရှိတဲ့လူတွေကိုမေးကြည့်ပါနော်အမပြောနေတာကြောက်အောင်ခြောက်နေလားလားဒီကိုမလာရဲအောင်လို့လုံနေတာလားဆိုရင် ဒီကိုလာပါလာခဲ့ပါတကယ်အမပြောတဲ့လမ်းကြောင်းနဲ့ကိုယ့်အကကိုစ조사ပြီးလာမယ်ဆိုလာပါဒီဟာရလိန်နေတဲ့ဖြစ်စဉ်မျိုးဟိုအမရှင်းပြတာပါလာမယ့်အချိန်မှာကိုကဒါတွေကိုထည့်သွင်းစဉ်းစားဖို့အတွက်အမရှင်းပြတာပါနော်ဟုတ်ပြီလားကျေးဇူးတင်ပါတယ်နော်